နိုင်ငံရေးဒုက္ခမိတ်များသို့မင်းသိမြမပြည်အတွက်စိုးရိမ်ချက်တွေရှိပါတယ်ဒီစိုးရိမ်ချက်တွေအတွက်မေကွန်းတွေ ထွက်လာပါတယ်ပူပန်တတ်သူတယောက်ရဲ့စိုးရိမ်ဒေါကများလို့လဲနားလည်နိုင်ပါတယ်အတိတ်ကပြည်တွင်းမှာကြုံခဲ့တဲ့ဖြစ်စဉ်ဖြစ်ရက်တွေနဲ့ပြည်ပနိုင်ငံတွေအထူးသဖြင့်စင်ရတဲ့တတိယနိုင်ငံတွေမှာကြုံခဲ့တဲ့ပြည်တွင်းရေးပြိပခပြည်တွင်းစစ်ပြိပခနဲ့ လက်နက်ကင်ပရိပခါတို့အကြားဖြစ်ခဲ့ဖို့တဲ့တာရကတွေကိုတွေးမိပါတယ်။ဒီသက်တည်တာရကတွေကြောင့်စိုးရိမ်ချက်ဟာ မေခွန်းတွေပိုများလာပါတယ်။ညမຫນွေဦးတော်လန်ရစ်တွေအပြေမပေးတတ်ပါ။မေခွန်းတွေသာစဉ်စားမိလို့နားလေပြေးစီလိုပါတယ်။မေခွန်းနံပါတ်၁နိုင်ငံရေးပလေယာတွေအကြားမှာ ပုံကိုရေးကိုကြော်ကြည့်နိုင်ကြပါမလား။ အတိတ်သမိုင်းနဲ့ပတ်သက်ပြီးပြောစရာခံများများရှိပါတယ်။နိုင်ငံရေးအဝန်းဝိုင်းကြားထဲမှာပဲပုံကိုရေးတွေ ရှိတယ်လို့မထင်လိုက်ပါနဲ့။တက်တွင်းအဝန်းဝိုင်းမှာလည်းပုံကိုရေးတွေရှိတာပါပဲ။ဆီယနာသိမ်းမှု ကာလတွေဖြစ်ကြတဲ့58ဖြစ်ရက်62ဖြစ်ရက်နဲ့1988ဖြစ်ရက်တို့ကို အသေးစိတ်လေ့လာကြည့်ရင် အာနာသိန်းစစ်ခေါင်းဆောင်ပိုင်းမှာလည်းပုံကိုရေးတွေရှိခဲ့တယ်ဆိုတာကိုတိချာပေါက်နားလည်နိုင်ပါလေ။ ိုင်ငံရေးတိုင်းဝိုင်းမှာတော့လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာဖြစ်ခဲ့တဲ့ပုံကိုရေးတွေဟာ တိုင်းပြည်ဒုက္ခဖြစ်စေလောက်တဲ့အကြောင်းတွေမဟုတ်ပေမဲ့လွတ်လပ်ရေးရာပြီးတိုင်းပြည်တည်ဆောက်နေတဲ့ကာလမှာဖြစ်ခဲ့တဲ့ပုံကိုရေးတွေဟာတိုင်းပြည်ကိုဒုက္ခရောက်စေခဲ့ပါတယ်။ဘလို့အကြောင်းချက်တွေဟာပုံကိုရေးတိုက်ပွဲနဲ့ပုံကိုရေးအကွဲပြဲတွေကိုတွန်းအားပေးမောင်းနှင်တယ်လို့ထင်ပါတယ်လေ။မေကွန်ထုတ်ကြည့်ပါ။ လေးလာမှုခက်ကြဲကြဲလုံနိုင်မှာအကွင်းဆက်တချို့တွေ့နိုင်ပါလိမ့်မယ်။အခုမြမနယ်ဦးတော်လန်ရေးမှလည်းစဉ်းစားကြည့်ရရှိပါတယ်။တက်တွင်းအဝင်းဝိုင်းကပုဂ္ဂိုလ်ရေးအတန်တွေ ရှိလာခဲ့ရင်ဒီမိုကရက်တစ်အင်အားစုတွေဘက်ကဘလောက်အသုံးချနိုင်မလဲ။ဒါဟာမေခွန်းတစ်ခုဖြစ်ပါတယ်။ဒါဟာအခွင့်အလမ်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ Democratic Federal အင်အားစုတွေအကြမ်းမှာ ပုဂ္ဂိုလ်ရေးအကွဲပြဲနဲ့ပုဂ္ဂိုလ်ရေးတိုက်ပွဲတွေမဖြစ်အောင်ဘလို့ရှောင်ရှားနိုင်မလဲဘလို့တတိထားရှောင်တိန်လို့ရှားနိုင်မလဲမြမနွေဦးဟာဒီရချက်တွေနဲ့တက်ဆိုင်နေပြန်ပါတယ်သူတဖြင့်ထိပ်ပိုင်းနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍတွင်ကပုဂ္ဂိုလ်တွေရဲ့နိုင်ငံရေးခံတီတရားဟာမြမနွေဦးတော်လှန်ရေးရဲ့မျော်လင့်ချက်ကိုအဓိကအကျိုးပြုနေပါလိမ့်မယ်မေဂွန်နံပါတ်2 လူမျိုးစုတွေစုဖွဲ့ထားတဲ့တိုင်းပြည်မှာလူမျိုးရေးကိုကြော်ကြည့်နိုင်ပါမလားအထူးသဖြင့်နယ်မြေပိုင်းခြားရေးကိစ္စတွေကို လူမျိုးစုအခြေပြုသတ်မှတ်ထားတာကြောင့်ပြည်နယ်နဲ့တိုင်းဆိုပြီး ခွဲခြားခံထားရပါတယ်နယ်မြေအရာလူမျိုးစုကို အခြေခံထားတာကြောင့်ပြည်နယ်မရတဲ့လူမျိုးစုတွေမကျေနပ်ပါပြည်နယ်ရာပြီးပေမဲ့အမပြည်နယ်မဖွဲ့ရသေးလို့မကျေနပ်တဲ့သူတွေလည်းရှိပါတယ် ဗမာနယ်ကိုနယ်မြေကျူးကျော်ရယူထားလို့မကျင်နဲ့တာတွေလည်းရှိပါတယ်။ဒါဟာမိဘွားတွေ ဖြစ်နိုင်ပါတယ်ဖြစ်နေပါတယ်။ပရယ်ဆိုတာဘ ਹੁ ဦးစည်းချုပ်ကန်မှုကနေတင်းလွတ်ဖို့အတွက်နဲ့နိုင်ငံသားအခွင့်အရေးဒီနေရာမှာတိုင်းရင်းသားအခွင့်အရေးလို့မသုံးပါ။တန်းတူညီမျှမှုနဲ့လွတ်လပ်မှုအာမခံချက်တွေပေးတဲ့အုတ်ချုပ်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်လူမျိုးစုတွေပေါင်းစုထားတော်ညာလဲ ယခုအချိန်ကလေးကလူမျိုးစုအမှတ်တရုပ်ကို နောက်မှထားပြီးနိုင်ငံသားအမှတ်တရုပ်ကို ရှေ့တင်တည်ဆောက်နိုင်ရင်ပိုကောင်းတဲ့နိုင်ငံရေးကော်စေးနဲ့ပေါင်းစည်းနိုင်မယ်လို့ယူဆပါတယ်။နိုင်ငံရေးကာလအတွင်းမှာလှုပ်တင်လှုပ်ထိုက်တာတွေကိုလုပ်နေရင် လူမျိုးရေးပယောကကပ်ပါလာတာကိုသတိချက်ဖို့ဖြစ်ပါတယ်။မမျော်လင့်ပဲသို့မဟုတ် တမင်းရည်ရွယ်ချက်မရှိပေမဲ့လူမျိုးရေးအဂျင်ဒါကိုထိတ်တင်ရင် နောက်ဆက်တွဲဖြစ်လာမဲ့ဆိုးကျိုးတွေဟာမိကိုကျက်လျှောက်ဖြစ်နိုင်ပါတယ်။ဒီမျက်နှာစာဘက်ကိုခြေဦးလှည့်သွားရင်ညမနေဦးတော်လန်ရေးဟာထင်တယ်လို့မပေါက်တော့ပဲဇက်ရည်မလဲတဲ့ဇက်မျောကြီးဖြစ်သွားနိုင်ပါတယ်။ဒီအချက်ဟာစိုးရင်တော်ကားရဲ့ဒုတိယမြောက်မိကုံဖြစ်ပါတယ်။မေဂွန်နံပါတ်3ဂလိုဘယ်ပါဝါအပြိုင်မှုအကြားဈာညက်နိုင်မှုကို ရှောင်နိုင်ပါမလား ်မြပြည်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကာလကိုကြည်ပါမဟာမိတ်နိုင်ငံတွေဖြစ်တဲ့အရင်းရှင်နိုင်ငံကြီးတွေနဲ့ဝင်ရောတဲ့နိုင်ငံတွေဖြစ်တဲ့ဖက်စစ်နိုင်ငံတို့အကြားအကျိုးစီးပွားပြိပက္ခတွေရှိပါတယ်ဒါကြောင့်ပါဝါအားပြိုင်မှုတွေတွေ့ခဲ့ရပါတယ်အင်အားလုံးနိုင်ငံကြီးတွေရဲ့ပါဝါအားပြိုင်မှုကြားမြမတော်လန်ကြီးသမားနိုင်ငံကြီးသမားတွေဟာကိုယ့်ရဲ့ပြည်တွင်းအကျိုးစီးပွားကိုတည်ဆောက်ကြတာဖြစ်ပါတယ်ဒီနေရာမှာတည်ဖို့က ပြည်ပနိုင်ငံကြီးတွေကလည်းမြန်မာကိုသူတို့အကျိုးစီးပွားအတွက်ကစားသလိုပြည်ပင်းကနိုင်ငံရေးသမားတွေကလည်းပြည်ပနိုင်ငံကြီးတွေကို ပြန်ကစားကြဖို့ကြိုးစားခဲ့ပါတယ်။အနာနဲ့ဆေးတွေ့ရင်ပြည်သူလူလားချက်ကိုနိုင်ငံရေးသမားတွေကတိဆောက်ပေးနိုင်ခဲ့ပြီးအနာနဲ့ဆေးမတွေ့ရင်တော့ပြည်သူကအမြေစားပင်ဖြစ်ခဲ့ရပါတယ်။ဆေးကာလာတွင်က Global Power အပြိုင်မှုတာရကတွေကိုကြည်ပါ။ မြမာကဘလို့လုံနိုင်ခဲ့ပါသလဲနှစ်ပတ်စလုံးကစားခဲ့တာကြောင့်ဒီကစားပွဲဟာ အပိတ်မဟုတ်ပါဘူးအဖွင့်ဖြစ်ပါတယ်တာရခအဖြစ်1950တဝိုက်ကကိုရီးယားဖြစ်ရကိုကြည့်ပါ Global Power အားပြိုင်မှုအကြမ်းမှာနိုင်ငံနှစ်ချမ်းကွဲသွားပေမဲ့တောင်ကိုရီးယားရဲ့အနာဂတ်ကြမှာဟာဘလို့ဖြစ်ပြီးမြောက်ကိုရီးယားရဲ့လက်ရှိပစ္စုပ္ပန်ဟာဘလို့ဖြစ်နေပါသလဲကိုရီးယားစစ်ကြောင်းဂျပန်ဘုံမှာထားတဲ့အမေရိကန်ပေါ်လစီပြောင်းသွားပြီး စစ်ရှုံးဂျပန်စစ်ကြောင့်ကြေမွသွားတဲ့နိုင်ငံဟာအချိန်တိုတွင်ဘလို့ခုန်တက်သွားနိုင်ခဲ့ပါသလဲပြီးတော့အစ်တောင်အာရှဒေသတွင်းကဗီယက်နမ်စစ်ပွဲတာရကတွေကိုကြည်ပါဒါဆိုရင်နားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်အခုလည်းပဲမြန်မာနေဦးဒေါ်လန်ကြီးဟာတာမန်အဖြစ်ကြည်ရင်ကြည်ရင်းရတက်တက်ထင်ရပေမဲ့လက်တွေ့မှာ မဟုတ်ပါဘူးနိုင်ငံတကာနိုင်ငံရေးနဲ့ဆက်ဆက်နေပါတယ်အထူးသဖြင့်မြန်မာဟာ global power အင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားပရိပခကွင်းပြင်ထဲမှာကြာရောက်နေတဲ့ဧရိယာဖြစ်ပါတယ်။ဒါကို နိုင်ငံရေးအမျှော်မြင်ရှိရှိနဲ့သတိထားပြီးပြည်တွင်းနိုင်ငံရေးအင်အားစုတွေကကစားနိုင်ရင်မြန်မာအတွက် အကျိုးကြီးနိုင်မယ်လို့ထင်ပါတယ်။ညကြေးပြက်ပြီးမထိန်နိုင်ရင်မြန်မာဟာညီသာပင်စစ်တလင်းဖြစ်သွားနိုင်ပါတယ်။စစ်တလင်းဟာလည်းခဏတာဖြစ်မယ်လို့မထင်ပါဘူး။ ကြာရှည်ကြီးဣပက်ဤပက်နဲ့အဝဲလဲလိုက်ပြီးဖောက်မထွက်နိုင်ပဲဇက်မျောကြီးတဲ့မျောနေနိုင်ပါလေ။ဒါဆိုရင်ကျမဂျိုဇိုးတွေတစ်ခုပြီးတစ်ခုထက်ဝင်နိုင်ခြေရှိပါတယ်။တတိချက်စရာပါ။မေကွန်းနံပါတ်၄ညမပြီးမှာပရောက်စီဝါဖြစ်နိုင်ပါသလား။ဖြစ်နိုင်ခြေရှိတယ်လို့ပြောနိုင်ပါတယ်။ဘလို့ရှောင်ရှားနိုင်တယ်လဲဆိုတာတော့မသိပါဘူး။ အထက်ကတင်ပြခဲ့တဲ့ global power အားပြိုင်မှုနဲ့ဆက်ဆက်နေပါတယ်။27ရာစုရဲ့၅ပုံတပုံကိုကြော်လာခဲ့ပါပြီ။စရိတ်ခလို proxy war ဒင်းကျမ်းမဖြစ်ဘူးလို့တော့မပြောပါမပြောနိုင်ပါ။အကယ်၍ဖြစ်ခဲ့ရင်အာရှရဲ့ပထမဆုံးစစ်မြေပြင်ဟာမြန်မာဖြစ်လာနိုင်ပါတယ်။ proxy war ဖြစ်ရင်ဘာဖြစ်နိုင်ပါလဲ။စဉ်းစားတက်တွက်ချက်ကြည့်ဖို့ပါ။အဖြစ်အတွက် ။စရိတ်ခေကာလာကပရောက်စီဝါဖြစ်ခဲ့တဲ့တိုင်းပြည်တွေရဲ့ဖြစ်ရက်တွေရှိပါတယ်။ဒါကိုပေါက်ထွက်နိုင်ခဲ့တဲ့နိုင်ငံတွေရှိတယ်လို့မပေါက်ထွက်နိုင်တဲ့နိုင်ငံတွေလည်းရှိပါတယ်။စစ်ကြီးကိုရှောင်ရှားနိုင်ပေမဲ့ဂျိုဂျာစစ်ကိုမရှောင်ရှားနိုင်သေးတဲ့နိုင်ငံတွေလည်းအခုထိရှိနေပါသေးတယ်။မြမချင်းနီဟာပရောက်စီဝါဖြစ်နိုင်ခြေရှိတဲ့ပြိပခဧရိယာတဲကို ရောက်နေပါပြီ။ဒါကိုသတိချက်ဖို့ပါ။ မေခွန်းနံပါတ်9လက်နက်ရောင်းတဲ့နိုင်ငံကြီးတွေအတွက်မြန်မာဟာအဓိက ဖောက်သည်ကြီး ဖြစ်သွားနိုင်သလားစီးပွားရေးအမြင်နဲ့ကြည့်ရင်မြန်မာပြည်ဟာလက်နက်ရောင်းရမဲ့ဈေးကွက်ကြီးတစ်ခုဖြစ်နိုင်သလားမြန်မာပြည်ဟာလက်နက်ဈေးကွက်ဖြစ်နေတာကြာနေပါပြီလက်နက်ကင်ပရိပခမချုံငိမ့်ခဲ့တာကြောင့်လက်နက်ဝယ်လိုအားရှိနေပြီးသားနိုင်ငံဖြစ်ပါတယ်လူမျိုးစုလက်နက်ကင်တွေဘက်ကလက်နက်ဝယ်လိုအားရှိနေတယ်လို့ စစ်တပ်ဘက်ကလည်းလက်နက်ဝဲလိုအားရှိနေပါတယ်ဒါပေမဲ့အာနာသိန်းဖြစ်ရကြောင်းဖြစ်ပေါ်လာတဲ့မြမနွေဦးတော်လန်ရဲ့အခင်းချင်းဟာလက်နက်ဝဲလိုအားကိုတောင်းဆိုလာပါတယ်လက်နက်ရောင်းပြီးချမ်းသာနေတဲ့ဤပညာမြင့်နိုင်ငံကြီးတွေအတွက်လည်းမြမဟာလက်နက်ရောင်းလိုအားတောင်းဆိုနိုင်တဲ့အဆင့်ရောက်လာမယ်ထင်ပါတယ်ဒါကြောင့်မူတွေစနစ်တွေအသာထားစီဝါရေးဆန်ဆန်ပဲကြည့်မယ်ဆိုရင်လက်နက်ကုံတွေတွေအတွက်မြမခင်းချင်းဟာမတ်လောက်စရာဖြစ်ပါတယ် ဒါကိုသတိချက်ဖို့ပါစစ်တပ်ဟာဘသူစီကနေလက်နက်အများဆုံးဝယ်ပါတယ်လေလူမျိုးစုလက်နက်ကင် အဖွဲ့တွေရဲ့လက်နက်တွေကလည်းဘယ်ကနေဘလို့ရရှိတယ်လဲဆိုတာကို လေ့လာကြည့်ပါလက်ရှိညမနွေဦးရဲ့အခြေအနေကိုလည်းလေ့လာပါ အတိတ်ပစ္စုပန်အနာဂတ်ဆက်ဆက်ကြီးမှရပါလိမ့်မယ်လက်နက်ကင်လမ်းစဉ်ရေပန်းစားလာရင်လက်နက်ဈေးကွက်ရဲ့အခင်းကျင်းကိုထက်မစင်စားလို့မရပါညမပြီးဟာ တင်ယံဇာတာနဲ့ကြောက်မရတနာတိတ်ပေါ်တဲ့နိုင်ငံ ဖြစ်တာမို့တင်ယံဇာတာဂျင်းစာတင့်မှုကနေဖောက်မထွက်နိုင်သေးပါဘူးအခုလဲဒီလိုတင်ယံဇာတာဂျင်းစာထက်ပြီးတင့်နိုင်တဲ့အလားအလာကိုထပ်တွေ့နေရပါတယ်ဒီကနေဖောက်ထွက်ရမယ့်နီလန်းကိုမသိပါတာမန်စာရေးဆရာတယောက်တွေ့ဒီမွေးကွန်းတွေရဲ့အဖြေကို ထုတ်နိုင်ဖို့တိတ်ပြီးညံတိန်နေလို့လဲဖြစ်နိုင်ပါတယ်စင်စာအဖြေရှာကြပေးပါအောင်ခင်ဗျာ